ဝင်းနာတင်မြန်မာ YouTube channel ဘုံလုံးဝသုံးသက်ချက်ကနေမှပြန်လဲကြိုဆိုလိုက်ပါရစေဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့စနေနေ့မှာလီပွဲစဉ်တွေကျွန်တော်တို့ရှိတယ်ဒီနေ့ပွဲစဉ်တွေကိုကျွန်တော်တို့သုံးသက်ပြီးမှဖြစ်ပါတယ်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ England Premier League ကပွဲစဉ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ Bradford နဲ့ကျွန်တော် Liverpool နဲ့ပွဲစဉ်မှာပေါ့နော်ဒီမှာတော့အဝေးကွင်း Liverpool ကနေပြီးတော့တလုံးကို80စားဂိုးပေါင်းကြီးက 3D ဆိုပြီးတော့ပြီးထတာတွေ့ရပေါ့နော်ပြီးခဲ့တဲ့နှစ်တုန်းက Liverpool ကကျွန်တော်တို့ Bradford ကိုအဝေးကွင်းမှာတလုံး90ရှုံးကျွန်တော်တို့ပြီးခဲ့တယ်ကျွန်တော်တို့0-2နဲ့နိုင်ခဲ့တယ်လို့ 2024လုံးကလည်းလေဘာဘူးဒီအဝေးခွင့်မှာတလုံး90စားပေးခဲ့ပြီးတော့14နဲ့ကျွန်တော်နိုင်ခဲ့တာတွေ့တယ်ပေါ့နော်လက်ရှိပေးထားတဲ့ဒီလေဘာဘူးရဲ့ body size ကတော့တော်တော်လေးပြော့နေတဲ့အနေထားကိုကျွန်တော်တို့ဒါတွေ့ရတယ်ပေါ့နော် Rafo ဒီကျွန်တော်တို့ဒီနှစ်မှာ Chelsea Man U တို့ကို ဂျေးအောင်ထားတာကိုတွေ့ပြီးတော့မန်စီးတီးကိုတော့ဂျေးအိယာတရေကျထားတာကိုတွေ့တယ်။လီဗာပူးအနေနဲ့ကျွန်တော်တို့ဒါနောက်ဆုံးခံခဲ့တဲ့ပရီးမီးယားလိကျွန်တော်တို့ဒါ၃ဖွဲ့ဆက်လဲရှုံးထားတယ်ဒီဘွဲကိုမဖြစ်မနေနိုင်ရမယ်ဆိုလို့ရှိရင်လက်ရှိပေးထားတဲ့ပုံလီဈေးကတလုံး80ဆိုတဲ့အနေထားဒီလီဗာပူးနိုင်ဂျေးဖောက်ထားတဲ့အနေထားမဟုတ်တာကိုကျွန်တော်တို့ဒါတွေ့ရတယ်ပေါ့နော်လီဗာပူးဒီကျွန်တော်တို့ဒါပဲလေးအင်ကွဲမှာဒီနေ့မှာကစားခဲ့တယ်ပေါ့နော်ပဲလေးကိုကျွန်တော်တို့လေဗယ်တရားပြီးပြီးတော့2-1နဲ့လေဗာပူးရှုံးခဲ့တယ်ပေါ့နော်ဒီပွဲမှာကျွန်တော်တို့ဒါပဲလေးထက်ကိုအစ်စ်နိုင်နဲ့ breath ကို level တရားဝန်းကျင်စေးပေးခဲ့တဲ့အတွက်ကြောင့်ပြီးထားတဲ့အတွက်ကြောင့်ပေါ့နော်ဒီပွဲမှာ breath ကိုနိုင်မှုမလွယ်ဘူးပေါ့နော်ဒီပွဲမှာ body ဈေးရကျွန်တော်တို့ အဲ breakfast ကိုကျွန်တော်တို့ကြိုက်တယ် breakfast အနေနဲ့ကလည်းဒီယာဒီမှာ၃ဘွဲဆက်၉အောက်ထားတယ်ဆိုတာဒါမတွေ့ထားသေးဘူးပေါ့နော်နောက်ဆုံးဘွဲနောက်ဆုံးနှစ်ဘွဲဆက်က breakfast အနေနဲ့၉အောက်ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီဘွဲကျွန်တော်တို့ body size က breakfast ၉ရဖို့ကျွန်တော်တို့ရှိတယ် btd ရဲ့ဈေးဘွဲကလည်း1.5အနေထားရင်းနဲ့နှစ်ဖက်သွင်းကိုကျွန်တော်တို့မြင်တွေ့ရဘွဲကျွန်တော်တို့ရှိတယ်ပေါ့နော် breakfast ဘက်ကကျွန်တော်တို့ over 0.5သွင်းမယ်ဆိုရင်ကျွန်တော်တို့ဒါ1.34ထိပဲကျွန်တော်တို့ရမယ့်အနေထားကြောင့်ကျွန်တော်တို့ဒီဘွဲမှာ ancient breakfast နဲ့ကျွန်တော်တို့ ူပေါင်းအပေါ်ကိုကျွန်တော်တို့ကြိုက်ပါတယ်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့ Italy Serie A ပွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ Napoli နဲ့ Inter Milan နဲ့ပွဲစဉ်မှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့ away win Inter Milan ကနေပြီးတော့ level 40ရှုံးကူပေါင်းကြီးကကျွန်တော်နှလုံးကို60ရှုံးဆိုပြီးတော့ပြီးထားတာတွေ့တယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တုန်းက Inter Milan ကလည်း away win မှာကစားခဲ့တယ်ကျွန်တော် level 50ရှုံးပြီးပြီးတော့1-1တည်ကြခဲ့တယ်လို့ head to head ရဒီနှစ်သင်းဒီနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာ1-1စီတည်ကြထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် Napoli ကတော့ကျွန်တော်တို့ Serie A ရောကျွန်တော် Champions League မှာရောနှစ်ပွဲဆက်ရှုံးထားတဲ့အသင်းဖြစ် လို့ပြိုင်ပွဲဆုံးကျွန်တော်တို့ရှစ်ပွဲဆက်ဂိုးတွေပေးထားရတာကိုတွေ့တယ်။အင်တာမီလန်လက်ရှိမှာဖောင်ဒရိုလေးကောင်းနေတယ်။ကျွန်တော်တို့ထင်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 ကစားထားတာကိုလည်းအင်တာမီလန်နေနဲ့တွေ့ထားတာဖြစ်တယ်။ဒီပွဲမှာ BTD ရဲ့ဈေးကွက်ရ1.7အထိရှိနေတယ်။နှစ်ဖက်သွင်းကိုအနေနဲ့အားနည်းမဲ့အနေထားကိုကျွန်တော်တို့တွေ့တယ်ပေါ့နော်။ အဟတ်တူဟရကျွန်တော်တို့11စီကျွန်တော်တို့နောက်ဆုံး၃ဘွဲ့ဆက်အသေးချထားတဲ့အတွက်ကြောင့်ဒီဘွဲ့မှာအနိုင်ရှုံးအဖြေပေါ်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့ level 40ရင်းပြီးတော့မှအဝေးခွင်အင်တာမီလန်ကိုကျွန်တော်တို့နေသင့်မယ်လို့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့အင်တာမီလန်ကိုကျွန်တော်တို့ကြိုက်ပါတယ်ဗျာ နောက်ဆုံးပွဲအနေနဲ့တော့ကျွန်တော်တို့ဒါစပိန်လာလီဂါပွဲစဉ်တစ်ခုဖြစ်တဲ့ဂျီဂျီရိုနာနဲ့ကျွန်တော်တို့ဒါ OV2 နဲ့ပွဲစဉ်မှာပေါ့နော်ဒီမှာတော့အင်ရှင်ဂျီရိုနာတင်းရနေပြီးတော့တလုံးကို80အစား၊ဘောင်းကြီးကနှလုံးကို40ရှုံးဆိုပြီးတော့ပြီးထတာတွေ့တယ်ပေါ့နော်ဒီနှစ်သင်းကြီးတော်တော်2020တောင်းတွေ့ခဲ့တဲ့ဂျီရိုနာအင်ကွင်းမှာ level 100ပြီးပြီးတော့2-1နဲ့ဂျီရိုနာနိုင်ခဲ့တာကိုတွေ့တယ်ဒီနှစ်သင်းကြီးကျွန်တော်တို့ဒါအမှတ်တူနဲ့ဇယားအောင်ဆုံးမှာရှိနေတဲ့အသင်းအသင်းဖြစ်တယ်ဂျီရိုနာကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဒါ အဲဘာစီလိုနာနဲ့ပွဲစဉ်မှာကျွန်တော်တို့ပုံကစားပုံတော်လေးကောင်းခဲ့တာကိုတွေ့ရလီဗန်တီကိုကျွန်တော်တို့ဒါကိုပြန်နဲ့ရှုံးပြီးတဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဂျီရိုနာအနေနဲ့ကစားပုံကောင်းတာကိုတွေ့ရတယ်။အိုဗီဒိုအနေနဲ့တော့နောက်ဆုံးကန်ကစားခဲ့တဲ့ကျွန်တော်လေးဝက်မှာဗလန်စီယာကိုကန်ကောင်းလို့သာနိုင်ခဲ့တဲ့ပွဲစဉ်လေးကိုကျွန်တော်တို့တွေ့ရတယ်။ဒီပွဲမှာကျွန်တော်တို့ ဟိုဗီဒီယိုဘက်ကကာဆိုလာမပါနိုင်ဘူးပေါ့နော်ဗီဒီဒီရဲ့ဈေးကွက်ကိုကျွန်တော်ကြည့်တဲ့အခါမှာလည်းကျွန်တော်တို့ no ဖြစ်ဖို့တော်တော်လေးအားကောင်းတာကိုတွေ့တယ်။ဒီပွဲမှာဂျီရိုနာအနေနဲ့ဂိုးရဖို့တော်တော်လေးအားကောင်းတာကိုကျွန်တော်တို့တွေ့တယ်။ဂျီရိုနာဘက်ကနေနှစ်ဂိုးအသွင်းမှာ1.35ပဲရမယ့်အနေအထားလေးကိုကျွန်တော်တို့တွေ့တယ်။ဂျီရိုနာဒီဒီပွဲမှာမဖြစ်မနေနိုင်ဘဲရှာတွေ့သွားလိမ့်မယ်လို့ကျွန်တော်တို့ထင်နေပေါ့နော်။ဒီပွဲမှာကျွန်တော်တို့အင်ရှင်ဂျီရိုနာကိုပဲကျွန်တော်တို့ကြိုက်ပါဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ရတော့လောက်ပါပဲဗျာ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ